ဒီနေ့မော့ရှလ29ရက်မနက်ပိုင်း9နာရီခွဲဝန်းကျင်ကမန္တလေးမြို့ကျုံအနောက်ခြံအောင်မြေသာဆန်မြို့နယ်ထဲမှာရှိတဲ့အာနာသိစစ်တပ်တပ်ဆွဲရဘန်ကာတခုလက်လုံမိုင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခံရပါတယ်။အောင်မြေသာဆန်မြို့နယ်မေဃဂီရီရက်ကွက်82လမ်းနဲ့လမ်း20မှာရှိတဲ့တဝကူဖျားပေးတပ်ဆွဲထားတဲ့ဘန်ကာကိုလက်လုံမိုင်းနဲ့ပြစ်ခတ်သွားတာလို့မြို့ကန်တဦးကပြောပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့မသိရသေးပါဘူး။ ဒါပေမဲ့ပောက်ကွဲမှုကကြီးကြီးမားမားဖြစ်ပွားတာမရှိဘူးလို့မြို့ကန်ကအသိပေးပါတယ်။စစ်တပ်ဝါဒဖြန့် Telegram Channel ကဖော်ပြလာတဲ့ဓာတ်ပုံအရတဝကူဖျားပေးမှာလုံခြုံရေးယူထားတဲ့တဲအိတ်ဘန်ကရှိပောက်ကွဲမှုဖြစ်ပွားတာတွေ့ရပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခင်းဖြစ်တဲ့နေရာကိုရောက်လာပြီးလမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေလည်းပြုတ်လုပ်ခဲ့တယ်လို့သိရပါဗျ။သူတို့တက်ဆွဲထားတာကြာပြီး သူတို့ရှိနေတဲ့လမ်းတစ်လျှောက်ကိုလည်းပိတ်ထားတာကြာပြီးဖြတ်သွားလို့မရဘူးရှောင်ကွင်းသွားနေရတာလို့ရက်ွက်တွင် နေထိုင်သူတဦးကပြောပါတယ်ပောက်ကွဲမှုဖြစ်တဲ့အဲ့ဒီနေရာဟာမန္တလေးနယ်တွင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခအနီးဝန်းကျင်မှာရှိပါတယ်ပြီးတော့ဒီနေ့မှကြာရောက်တဲ့စစ်တပ်ရဲ့တပ်မတော်နေအခမ်းအနားကိုလာပါခတဲ့မှာကျင်းပခြင်းနဲ့လဲတိုက်ဆိုင်နေပါတယ်။အဲ့ဒီနေရာနားမှာဆိုရင်လဲကျုံအနောက်ချမ်း၁၆လမ်းနဲ့၂၂လမ်းမှာ လပခရှိရာနန်းတွင်ဝင်ပေါက်ကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်အဆောင်ကိတ်ရှိသလိုမြမစီပွားရေးဘဏ်နှစ်ရှိကလုံခြုံရေးအဆောင်ကိတ်တွေလည်းရှိနေပါရဲ့ရှင်။